မက2019ရဲ့ကကျောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့ခြိုင်းတွင်းနေနဲ့ကတော့ညီမအတွက်ပညာသင်ဆုတခုဆိုတာအများကြီးပို့ပါတယ်။ဒါလည်းခြိုင်းတွင်းကမီးအင်တာဗျူးရဲ့အမေကွန်းတခုဆိုလည်းမမအောင်ပေါ့နော်။ဆိုတော့နောက်ထပ်နောက်ထပ်စကောလာရှစ်ရှောက်မဲ့ကျောင်းသားကျောင်းသူများအနေနဲ့ပညာသင်ဆုတခုရှောက်တော့မယ်ဆိုလို့ရှိရင် ားလုံးပဲမင်္ဂလာပါညီမကတော့သမဆတ် University မှာ Civil Engineering and Real Estate Development Major နဲ့တက်ရောက်နေရမယ့်အသင်းဖြစ်ပါရှင့်ညီမကတော့ပဲခူးတိုင်းတရားဝင်ခရိုင်မွညုံမြို့ကနေလာခဲ့ရဖြစ်ပါရှင့်ညီမကတော့2025ခုနှစ်က Chandrim Scholarship ဝင်လာတဲ့ကတက်ရောက်ဖြစ်ပါရှင့် အာညီမ Children Scholarship မလျှောက်ခင်မှာညီမကဒီ quarantine 2019ခုနှစ်ထိတက်ခဲ့ပေါ့နော်2019ရောက်တဲ့အခါမှာတော့ကျောင်းရနာခဲ့ပြီးတော့တနှစ်ကျော်လောက်ပညာရေးလမ်းကြောင်းပျောက်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာညီမကညီမရဲ့အမိသားစုကနေပြီးတော့ဖူးဖူးလောက်ရမယ်ဆိုပြီးတော့ဂျီဒီတက်ဖို့အတွက်စပြီးတော့မှပြင်ဆင်ခဲ့တယ်။ပြီးညီမရဲ့မိဘတွေညီမရဲ့မိသားစုကနေပြီးတော့ဒီဂျီဒီဖြေဖို့အတွက်တောက်လျှောက်ထောက်ပံ့ပေးခဲ့ပါတယ်ရှင့်။ပြီးတော့မှဒီနိုင်ငံเจ้าမှာဒီထိုင်းလွန်ထိုင်းနိုင်ငံမှာလာပြီးတော့မှ scholarship နဲ့ကျောင်းသက်ရှင်တဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့ requirement နေဖြစ်တဲ့ SAT ရဲ့ IELTS တွေကိုရောကိုကိုရိုင်းကစပြန်သင်ပေးရင်းနဲ့ပတ်သက်လေးစုရင်းနဲ့ပေါ့နော်ဒီဆောင်မိုးဘဲကိုဖြေလိုက်အတင်းတန်းတက်လိုက်နေပဲဒီ2024ခုနှစ်မှာတော့ GD SAT နဲ့ IELTS 3ခုလုံးဖြေပြီးတော့မှ scholarship တွေစပြီးလျှောက်ခဲ့ပါတယ်ပြီးတော့ China scholarship ကိုလည်းဝင်ရောက်ပြီးတော့လျှောက်ဖြစ်ခဲ့ပါတယ်ရှင့် professional life အနေနဲ့ကတော့ညီမက2019ပြီးသွားတဲ့နောက်မှာဒီစပြီးတော့ကလေးတွေကိုစတင်ကြပေးခဲ့ပါတယ်ညီမရဲ့နေမှာရှိရဲ့ကိုရန်၈တန်ကိုရန်၁၀ရန်ကလေးတွေကိုဒီ chemistry နဲ့အင်္ဂလိပ်စာဘာသာရပ်တွေကိုသင်ကြားပေးခဲ့2021 2022ရောက်တဲ့အခါမှာတော့ညီမက online class တွေစဖွင့်ပြီးတော့မှ English force skill ကိုစပြီးတော့သင်ကြားပေးပါတယ်ဒီတောက်လျှောက်မှာတော့ online teacher online class teacher အနေနဲ့ပဲတောက်လျှောက်အလုပ်လုပ်ကင်ပြီးတော့မှပတ်သက်စုရင်နဲ့ကိုယ့်ရဲ့ပညာရေးလမ်းကြောင်းကိုလည်းဆက်ပြီးတော့ရှောက်ခဲ့ပါတယ်ရ အာညီမကဒီ Chinese scholarship ဝင်တာတယောက်ဖြစ်လာစေရဲ့ဒီအဓိကအကြောင်းရင်းတွေကတော့ညီမရဲ့ determination ပေါ့နော်ဒီ major နဲ့ဒီအကြောင်းကိုရအောင်ရှောက်မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ပြီးတော့မှဒီ low at the requirement တွေကိုမပြည့်မချင်း ဖြစ်နေခဲ့ရပေါ့နော်ပြီးတော့နောက်တစ်ချက်အနေနဲ့ကတော့ညီမရဲ့ honesty ပေါ့နော်ချိုင်းတွင်းရဲ့ essay interview တွေမှာလည်းရိုရိုတသားနဲ့ကိုတွေးထားတဲ့အတွေ့အကြုံအကုန်လုံးကိုအသေးချာလေးဖော်ပြခဲ့ပြီးတော့ချိုင်းတွင်းကိုညီမရဲ့ဖြစ်ချင်တဲ့အိမ်မက်တွေအဲ goals တွေရည်ရွယ်ချက်တွေကိုညီမက vision mission တွေနဲ့ပြီးရင် community ကိုပြန်ပြီးတော့အကျိုးပြုချင်တဲ့အကြောင်းတွေကိုညီမကညီမရဲ့ interview ရဲ့ essay ထဲမှာအသေးချာလေးဖော်ပြပြီးတော့ရေးသားခဲ့ပါတယ်ဒီချက်တွေကပဲညီမကို Chinese scholarship ဝင်တာတယောက်ဖြစ်လာစေလို့ထင်ပါတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကတော့ညီမကိုဒီ ီ China organization ကဝင်နာတယောက်အနေနဲ့ရွေးလိုက်လို့အနာဂတ်မှာအာနောင်တမရစေရဘူးဆိုရဲအမခန့်ချက်မျိုးကိုပေးနိုင်အောင်လို့လည်းညီမရဲ့ SA interview ရဲ့မှာအစွမ်းကုန်စ조사ပြီးပြင်ဆင်ခဲ့ပါရှင့် Time Dream Scholarship ကိုညီမက ဒီ application form မဖြင့်မဖွင့်ခင်6လလောက်လိုခဲ့ဆပြီးတော့ change နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့စာရဲစာရင်းကိုဆပြီးတော့လုပ်ပါရယ်ညီမတက်ချင်တဲ့အကြောင်းညီမတက်ချင်တဲ့မိသားရဲ့ requirement တွေကိုအရင်ဆုံးဆပြီးတော့ဖြည့်ပါရယ်အကြောင်းဝင်ခွင့်ရဖို့ကအရေးကြီးတဲ့အချက်တွေမှာပါရတဲ့အတွက်ကြောင့်မလို့ကိုတက်မဲ့အကြောင်းနဲ့ကိုတက်မဲ့မိသားရဲ့ requirement တွေကိုဖြည့်ဖို့မမေ့ကြပါနဲ့နော်ပြီးရင်နောက်တစ်ချက်အနေနဲ့ကတော့ညီမက SA ကိုကြတော့ဒီ child scholarship form application မဖွင့်ခင်တလားလောက်လိုမှာဆပြီးတော့ဒီကိုရဲ့ idea လေးတွေပြီးရင် information လေးစပြီးတော့စုပါရယ် ်ပြီးရင်ညီမရဲ့ essay ကိုဘယ်လိုပုံစံရေးမယ်ဆိုတာကိုတပတ်လောက်သေချာလေးစဉ်းစားပြီးတော့မှဒီ format တစ်ခုစပြီးတော့လုပ်တယ်ပေါ့နော်ပြီးရင်ညီမရေးချင်တဲ့အချက်တွေအကုန်လုံးကိုအလုံး900နဲ့ထိထိမိမိရေးနိုင်အောင်လို့လိုအပ်တဲ့ ပြင်ဆင်ချက်တဲ့အကုံလုံးအကြံဉာဏ်တွေအကုံလုံးကိုလည်းဒီ Children Scholarship ဝင်နာရီစီကလိုက်ပြီးတော့မှအကူအညီတောင်းပြီးတော့မှဒီ perfect ဖြစ်တဲ့ essay တစ်ခုဖြစ်လာအောင်လို့အများကြီးစ조사ပြီးတော့ပြင်ဆင်ခဲ့ပါတယ်ရှင့်ပြီးတော့နောက်တစ်ချက်အနေနဲ့ကတော့ညီမတို့က Children Scholarship လိုချင်တဲ့အခါမှာ Children နဲ့ပတ်သက်တဲ့ဒီ information တွေ history အကုံလုံးကိုလည်းတည်တင်ဖတ်တည်တင်နဲ့ဖတ်ထားတင်ပါရှင့်ပြီးတော့ Children ရဲ့ Viction Mission နဲ့ guide ညီရဲ့ပြီးရင် Children ကပေးထားတဲ့ essay guideline နဲ့ guide ညီရဲ့ essay တစ်ပုဒ်ကိုတေချာလေးရေးပြီးတော့ပြသပေးဖို့လိုပါတယ်ရှင့် တော့ချိုင်းတွင်းမှာညီမတို့ SA နှစ်ပုတ်ရှိရတဲ့ကြောင့်မလို့သူပေးထားတဲ့ခေါင်းစဉ်နဲ့ကိုက်ညီမဲ့အသင့်တော်ဆုံးအဖြေကိုစပြီးတော့စဉ်းစားပါရဲ့ညီမအဲ့ SA ရဲ့မှာဆိုရင်ညီမတက်ချင်တဲ့မိသားညီမတက်ချင်တဲ့အကြောင်းကဘာကြောင့်ညီမသွားချင်တဲ့ ghost တွေသွားချင်တဲ့ mixion eviction တွေနဲ့ကိုက်ညီရဲ့အကြောင်းဘလို့အထောက်ပံ့ဖြစ်လာမယ်ဆိုတဲ့အကြောင်းကိုတရားလေးပြောပြပြပါရဲ့ပြီးတော့ညီမကဒီညီမပြောဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေအကုန်လုံးကိုတရားရှင်းရှင်းလင်းလင်းနဲ့ဖတ်ချင်စီဖြစ်လာအောင်လို့တရား format ချပြီးတော့ရေးရပေါ့နော်အဲ့တော့ညီမတို့က SA အလုံး900မှာလိုအပ်တဲ့ လုံးလေးတွေနဲ့ထိထိမိမိရေးနိုင်အောင်လို့လိုအပ်တဲ့ vocabulary လိုအပ်တဲ့ sentence structure တွေအကုန်လုံးကိုစပြီးတော့မှတေချာလေးချင့်တဲ့အရေးသားဖြစ်အောင်လို့အစေးလိုက်ဖတ်ပြီးတော့ဒီ Chinese alumni တွေစီကလည်းလိုက်ပြီးတော့အခုညီတောင်းပြီးတော့မှသူတို့ပေးရဲ့အကြံဉာဏ်တွေအကုန်လုံးကိုသုံးပြီးတော့မှပဲညီမကဒီ essay အကုန်လုံးကိုစပြီးတော့ရေးခဲ့ရဖြစ်ပါတယ်။အဲ့တော့ရေးနေစဉ်အတော်အတွင်းမှာလည်းညီမကညီမဖြစ်ချင်တဲ့ major တစ်ခုတည်းကိုပဲအာရုံစူးစိုက်ပြီးတော့ပဲရေးခဲ့ပါတယ်။ပြီးတော့ညီမက ဒီလိုမျိုးဒီကိုတက်ချင်တဲ့မိကြာလဲကိုကိုလက်ခံနိုင်လောက်တဲ့ဒီ requirement တွေရှိရဆိုတဲ့အကြောင်းကို Child Dreams Organization ကတိလာအောင်လို့ SCA မှာအများကြီးထည့်ပြီးရေးသားခဲ့ရေ project တွေကိုကိုတက်ချင်တဲ့မိကြာကနောက်ရွေးရှိမှာ community ကိုဘယ်လိုမျိုးပြန်လဲပြီးတော့အကျိုးပြုနိုင်တယ်ကိုတင်ကြားရဲ့ဘာသာရက်က community ကိုဘယ်လိုမျိုးပြန်ပြီးတော့ giving back လုပ်နိုင်တယ်ဆိုရဲ realistic solution တွေကိုပေးနိုင်အောင်လို့ SCA မှာတိချာလေး project တွေနဲ့ရေးသားပြသခဲ့ပါရှင့် ပထမအဦးဆုံးအနေနဲ့ချိုင်းတွင် အဲ interview list ပါလာတဲ့အချိန်မှာညီမကစပြီးတော့မေးလာနိုင်တဲ့ question လေးတွေကိုစပြီးဆုရယ်ပေါ့နော်အဲ့ဒီမေးခွန်းတွေနဲ့ family ကဖြစ်လာအောင်လို့တစ်ပြေးပြေးတစ်ပြေးပြေး practice လုပ်တယ်သူတို့မေးလာတဲ့မေးခွန်းတွေကိုယ့်ရဲ့အဖြေနဲ့ကကွက်တိကြပြီးတော့အပေါ်လုံးမရှိဖြစ်တဲ့အောင်အများကြီးစ조사လေ့ကျင့်ခဲ့ပါတယ်အစမှာလည်းလမ်းပြောင်းနေမယ်ညီမကိုအတီးမိတ်ဆွေတယောက်ဖြစ်တဲ့အကို William ဘွေဟင်းကနေပြီးတော့မှဒီ interview question တွေအကုန်လုံးစ조사ပြီးတော့အတူတူလေ့ကျင့်ပေးပါတယ်သူကညီမကိုမေးခွန်းတွေကိုဘယ်လိုမျိုးဖြေရမလဲဘယ်လိုမျိုးအဖြေမျိုးပေးရင်အကောင်းဆုံးဖြစ်လာမလဲ ိုတာလေးကိုတင် जा ပြီးပြီးတော့မှကိုဘက်ကလည်းချိုင်းတွင်းနဲ့ပတ်သက်ပြီးတော့တည်တင်တည်ထိုက်တဲ့အရာတွေအကုန်လုံးလိုက်ဖက်ပြီးတော့ဘဟုတုတရဲ့ knowledge တွေစပြီးစုပါတယ်ပြီးတော့ကိုကိုရိုင်းက လေ့ကျင့်ထားရဲ့မိကွန်းတွေကအင်တာဗျူးမှာတိုးတိုးခဲ့ပေမဲ့လည်းမထင်မှတ်တဲ့မိကွန်းလေးပေါ်လာတဲ့အခါမျိုးမှာလည်းရိုးရိုးတသားနဲ့ကိုယ်စိတ်ထဲမှာရှိရဲ့အရာကိုရှင်းရှင်းလင်းလင်းလေးရှင်းပြပေးမယ်ဆိုလို့ရှိရင်တော့အင်တာဗျူးအတွက် အကောင်းဆုံးဖြစ်မှာဖြစ်ပါရဲ့ရှင်။အဲ့တော့ညီမပြောချင်တာကတော့ဒီအင်တာဗျူးဖြစ်ရဲ့အခါမှာစိတ်မလုံရှားပဲတတိငင်ငင်နဲ့လာသမျှမိကွန်းတွေကိုရိုးရိုးတသားနဲ့အတတ်နိုင်ဆုံးအသေးစိတ်ရှင်းပြပေးမယ်ဆိုရင်တော့ညီမတို့အင်တာဗျူးအတွက်အများကြီးဆင်ပြေမှာဖြစ်ပါရဲ့ရှင်။ အဲညီမနီနာရောနင်းမှာပဲစာလေးဆက်တင်ပြပြီးရောမှာဒီနောက်ထပ် scholarship တွေထပ်လျှောက်ဖို့အတွက်ကိုလိုအပ်တဲ့ requirement တွေအကုန်လုံးကိုဆက်ပြီးတော့ဖြည့်နေပြမှာဖြစ်ပါတယ်။နှစ်တိုင်းနှစ်တိုင်းမရမချင်း scholarship ကိုဆက်ပြီးလျှောက်ဖို့စိတ်စိတ်ပိုင်းဖြတ်ထားပါတယ်ပေါ့နော်။ဒါလည်းချိုင်းတွင်းကမြေ interview ရဲ့အမေကွန်းတစ်ခုဆိုလဲမမအောင်ပေါ့နော်။အဲ့တော့ညီမနီနေကတော့ဘလိုပဲနီနေတစ်ခါမရခဲ့ဘူးဆိုလဲနောက်ထပ်စ조사ဖို့အတွက်အခွင့်အရေးရှိပါသေးတယ်။ညီမကစာဆက်တင်နဲ့ရတဲ့ဝင်ငွေကိုညီမရဲ့မိသားစုအတွက်နဲ့တစိမ့်တစ်ပိုင်းကိုတော့ညီမရဲ့ပညာရေးအခွင့်အလမ်းတွေကိုရှာရဲနေရမှာအ ုံးပြုပြီးတော့မှနောက်ထပ်နောက်ထပ်ပညာသင်စုရေးပညာရေးခွင့်လန်းတွေကိုဆက်ပြီးတော့ရှာနေပြမှာဖြစ်ပါရှင့်အဲညီမက2019ရဲ့ကကြောင်းသွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့ social site ကအရင်သေးရပေါ့နော်လူတွေနဲ့ထိတွေ့ဆက်ဆံတာလည်းအရင်နေခဲ့ရအဲ့တော့ညီမမှာ life experience ကအရင်နေရပေါ့နော်အဲ့တော့ချိုင်းတွင်းနေနေကတော့ညီမတို့ပညာသင်စုတခုဆိုရတဲ့အများကြီးပို့ပါရယ် life changer လို့ပြောလို့ရရယ်ပေါ့နော်ညီမကဘယ်တော့မှဒီတတ်နိုင်ဖို့အတွက်ပေါ့နော်ဒီမမျော်မှန်းနိုင်ခဲ့တဲ့ ိုတက်ချင်တဲ့တက်ကတူကိုသွားချင်တဲ့နေရာကိုကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့လှေကားဒိတ်တွေကိုခြိုင်တွင်ကဖန်တီးပေးခဲ့ရပါတော့။အဲ့တော့ညီမလိုမျိုးပညာရေးမှာလမ်းပြောင်းနေတဲ့လူငယ်တွေအတွက်ကတော့ဒီ Child Dream Scholarship ရလိုက်တာက ချောင်ပြူးနေရဲ့လမ်းတစ်ခုကိုရှာဖွေတွေ့ရှိသားသလိုပဲပေါ့နော်အဲ့တော့ညီမအနေနဲ့ကချန်တွင်း scholarship ရလိုက်တဲ့အတွက်ညီမရဲ့ပညာရေးလမ်းကြောင်းအပြင်ညီမရဲ့ social life ညီမရဲ့ဘဝ experience တွေလူတွေနဲ့ချစ်တွေ့ဆက်ဆံမှုတွေစသဖြင့်အများကြီးအများကြီးဘဝရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေအကုန်လုံးပြောင်းလဲသွားဖြစ်တဲ့အတွက်ကြောင့်မို့ချိုင်းပင်ကညီမအတွက်ပညာသင်ဆုတစ်ခုဆိုတာထက်လမ်းခင်းပေးခဲ့တဲ့လှေကားလေးတစ်ခုဆိုလဲမမအောင်ပေါ့ရှင် 说，拿出来拿出来！说那些小妹长大长成伢伢呢，你妈伢伢表情哪改了？国家。 ပညာကျေးဇူးတစ်ခုလျှောက်တော့မယ်ဆိုလို့ရှိရင်အစကတည်းကကြိုတင်ပြင်ဆင်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့လိုအပ်သမျှ information တွေစာရွက်စာတမ်းအနေနဲ့ပြင်ဆင်အတတ်နိုင်ဆုံးပြည့်စုံဆုံးဖြစ်အောင်ပြင်ဆင်နိုင်သမျှပြင်ဆင်ကြပါလို့အကြံပြုချင်ပါတယ်။တနည်းနဲ့တစ်နှစ်ကလည်း scholarship တွေက committee ဖြစ်လာတဲ့အတွက်ကြောင့်မလို့ကိုက outstanding ဖြစ်ဖို့အတွက်အများကြီးကြိုတင်ပြင်ဆင်ထားမှပဲကိုက outstanding student တယောက်ဖြစ်လာမယ်ဆိုတာလည်းမမေ့နဲ့ပေါ့နော်။အဲ့တော့ဒီ scholarship တွေရဖို့ဆိုတာကညီမတို့ကံတစ်ခုလည်းနေနေမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်စူးစမ်းမှုနဲ့လည်းအများကြီးတက်ဆိုင်နေတဲ့အတွက်ကြောင့်မလို့ကိုကကိုဘ က်ကဖြစ်ဖြစ်နိုင်ဆုံးပြည့်စုံနိုင်သမျှပြည့်စုံအောင်ပြင်ဆင်ကြဖို့တက်တိုက်တွန်းချင်ပါရှင့်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီအင်တာဗျူးကိုအဆုံးထိကြည့်ပေးပြီးတော့မှဘုသူတရအများကြီးရသွားမယ်လို့မျှော်လင့်ပါရှင့်နောက်ထပ်လည်းပြန်တွေ့ကြပါသေးတယ်ဘိုင်ဘိုင်